ီနေ့ကျွန်တော်တို့မြင်နေရတဲ့ပုံရိပ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ကြောက်ရရလည်းကောင်းတဲ့အခြေအနေဖြစ်ပါတယ်။အားလုံးတတိထားမိကြရလားတော့မသိဘူးတစ်ဖက်မှာကဘာနိုင်ငံကြီးတွေကမြန်မာပြည်ကိုနှိမ့်မြုပ်နေတဲ့တင်ဖော်ကြီးတစ်စည်းကိုတတ်မှတ်ပြီးတော့အတက်ကက်လေးလွတ်ချောက်ကိုလူတွေကိုပြတ်ခေါ်တန်ရုပ်တွေပိတ်သိမ်းပြီးတော့ထွက်ခွာဖို့ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့အဲ့ချိန်မှာပဲနောက်ထပ်ကဘာအင်အားကြီးတနိုင်ငံဖြစ်တဲ့တရုတ်ကအဲ့ဒီနှိမ့်မြုပ်နေတဲ့တင်ဖော်ကြီးကိုရွေးကောက်ပွဲဆိုတဲ့စေရောက်ဆုံးနှာခေါင်းစီးတက်ပြီးရေပေါ်ပြန်တင်ဖို့ကြိုးစားနေတော့လဲ။ တွေ့ရမှာပါအဲ့လိုကပအအကြီးတွေရဲ့စန့်ချစ်ဖက်လှုပ်ရှားမှုတွေကြားထဲမှာမိဖုရားစစ်ပွဲတွေစီးပွားရေးအကြမ်းတမ်းနဲ့ကျွန်တော်တို့ပြည်သူတွေဘယ်လိုညံ့နေလဲဆိုတာကိုသုံးသပ်ကြည့်ပါမယ်ပြောမယ်ဆိုရင်ဒီနေ့ဆွေးနွေးခြင်းနဲ့အကြောင်းအရာကရိုးရှင်းပါတယ်ထွက်သွားသူကြံခဲတဲ့သူနဲ့တိုက်နေတဲ့သူဘယ်သူတွေကထွက်သွားလဲဘယ်သူတွေကပြိမိနေလဲဘယ်သူတွေကနောက်ဆုံးထက်သက်ထိတိုက်ပွဲနေလဲဒါကိုမြေပေါ်မှာတင်ကြည့်ဖို့လိုပါတယ်ပထမဆုံးကျွန်တော်တို့စောင့်ကြည့်ရမယ့်စက္ကနတစ်ခုကတော့တန်စမာရေးရဆေးမျက်နှာဖြစ်ပါတယ် ီနေ့တင်းနေအရာတာမန်တင်းအခြေအနေမျိုးတော့မဟုတ်ပါဘူးဥပမာဒိမန်နိုင်ငံဥရောပရဲ့အဓိကကြတဲ့နိုင်ငံတစ်ခုကလာမယ့်2026နှစ်ကုန်မှာရန်ကုန်တန်ရုပ်ကိုအပြီးပိတ်သွားတော့မယ်ဆိုတဲ့တင်းပါအကြောင်းပြချက်ကရှင်းပါတယ်အပြောင်းလဲဖြစ်လာနိုင်ခြေမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပဲဒါဟာတာမန်ကြီးညာချက်တစ်ခုမဟုတ်ပါဘူးတာတမန်စကားနဲ့ပြောရင်မင်းတို့နိုင်ငံကုစားလို့မရတော့ဘူးဆိုတဲ့မတို့လည်းအခြေကုံမခံတော့ဘူးဆိုတဲ့မျက်နှာတက်တက်ကြည့်ပြီးပြောင်းအော်ပြောလိုက်တာနဲ့တူတူပါပဲ။ မတို့စဉ်းစားကြည့်ဖင်လန်နိုင်ငံကလည်းတန်ရုပ်ပိတ်မယ်လို့ပြောထားပြီးပါပြီအခုဒိမတ်ကြံတဲ့နော်ဝေးနဲ့ဆွီဒင်ပဲကြံတော့တယ်ဒါဟာတော့ပြနေလဲဆိုရင်အနာအုပ်စုကအမြမပြည်ပေါ်မှာထားရှိတဲ့မျောလင်းချက်ဆိုတာ0 3ညဖြစ်သွားပြီဆိုတဲ့သဘောပါပဲသူတို့ရွှေ့ွားတဲ့နေရာတွေကြည့်လိုက်ပါဗီယက်နမ်လို့အာဂျင်တီးနားလို့နေရာတွေကိုအဓိကရွှေ့ွားပါတယ်ဆိုလိုချင်တာကစီးပွားရေးအခွင့်အလမ်းရှိတဲ့နေရာကိုသွားမယ်ဆိုတဲ့သဘောဖြစ်ပါတယ်မြန်မာပြည်ဟာစစ်မီတောက်တွေကြားထဲမှာစီးပွားရေးအရာရောနိုင်ငံရေးအရာပါဒက် စုံဖြစ်သွားပြီဆိုပြီးတော့သူတို့တတ်မှတ်လိုက်တဲ့သဘောပြောချင်တော့ပါဒါပေမဲ့ဒီနေရာမှာတကယ်ဟာတာတစ်ခုရှိပါသေးတယ်အနောက်နိုင်ငံတွေကအိတ်ဆွဲပြီးပြန်ပြေးနေချိန်မှာအိမ်နီးချင်းငကားကြီးကတော့တရုတ်ကတော့စစ်ကောက်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံပါတယ်လို့ပြောင်ကြကြပြောလာခဲ့ပါတယ်အမေရိကန်နဲ့ UK ကကန့်ကွက်နေတဲ့အချိန်မှာတရုတ်ကနေပြည်တော်ကိုကြောတက်ရင်တက်လုံနေတာဖြစ်ပါတယ်။ဘာကြောက်လဲ။ တရုတ်ကမြန်မာပြည်ဒီမိုကရေစီရဖို့စိတ်ဝင်စားတဲ့အခြေအနေမျိုးမဟုတ်ပါဘူးစိတ်ဝင်စားပါဘူးသူတို့စိတ်ဝင်စားတာက stability တည်ငြိမ်မှုပါဘယ်သူတက်တက်သူတို့ pipeline မပေါက်ကွဲရင်ပြီးရောသူစီမံကိန်းတွေလက်ပတ်ရင်ပြီးရောဆိုတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်အခုအခြေအနေကရှင်းပါတယ်စစ်ကောက်စီကနိုင်ငံတကာအတိုင်းဝိုင်းမှာအပယ်ခံဖြစ်နေပေမဲ့တရုတ်ရဲ့အသက်ရှူပိုင်းနဲ့အသက်ဆက်ပြီးတော့ရွေးကောက်ပွဲဆိုတဲ့ပြဿနာကိုစပီကာဖို့အသက်သက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့တွေမြင်အောင်မကြည့်တတ်ဘူးဆိုရင်နိုင်ငံရေးအကွက်ရွှေ့တာတွေမားပါလိမ့်မယ် ီတော့တသမဇဘဝိုင်းပြီးွားလို့အစစ်မှန်မြေပြင်တင်တဲ့တန်တွေကြောင်းကိုတစ်ချက်ကြည့်လိုက်ပါဒီနေ့စည်ရေးမြေပုတ်ကိုကြည့်လိုက်ထူးခြားတဲ့ပတ်တန်တစ်ခုကိုတော့တွေ့ပါတယ်ဆိုလိုချင်တာကမြေပြင်ကိုမထိနိုင်တော့လို့ဝေဟင်ကိုအားကိုးလာရတဲ့အစစ်တွေ့ရတော့ပါပဲပြောခဲ့တယ်လို့ဘကိုးတိုင်းကြောက်ကြီးဖက်ကိုကြည့်ပါစစ်ကောက်စီတပ်ကဂျိုင်ရိုကော့ပတာတွေတုံးပြီးတော့ပုံကျဲတယ်မြေပြင်တိုက်ပွဲမရှိဘဲနဲ့ကိုအရာသားတွေကိုပြင်မှတ်ထားပြီးပုံကျဲတာဒါကဘာသဘောလဲဒါဟာစိတ်တက်စစ်စင်ရေး PSY ဝါလုံးနေတာဖြစ်ပါတယ် ငါတို့မအောက်ချုပ်နိုင်ရင်မင်းတို့လည်းအေးအေးဆေးဆေးမနေစေရဘူးဆိုတဲ့မူပါတော့ပါခလာရ83ဟာလက်နဲ့ကြီးတွေနဲ့ထုပါတယ်ဒီကြောင်ကပြစ်တယ်ပြည်သူငါဦးသိဆုံးတယ်တော့ဟာစစ်ပွဲမဟုတ်ပါဘူးဒါလူတပ်ပွဲပါကြောက်ကြီးရွှေကျင်ဆိုတာသူတို့ရွေးကောက်ပွဲအတွက်မဖြစ်မနေထိတ်ချုပ်ချင်တဲ့နေရာတွေဖြစ်ပါတယ်ဒါပေမဲ့မြေပြင်မှာခြေမချရဲတော့လေလျားနေပြမီးမိုးရွာချနေတဲ့သဘောဖြစ်ပါတယ်နောက်ပြီးတော့အချင်းပြည်နယ်ဘက်ကိုလက်ကြည့်ကြည့်ပါဟာခါမှာမဲရုပ်ဆက်ကူးပြင်ဆင်နေတယ်ဆိုတော့တည်င်းထွက်လာပါတယ် ဒီစီရလည်းကောင်းပါတယ်မြို့ပေါ်မှာတော့မဲယုံလှုပ်ချိုးရေးမပေးနိုင်တဲ့အခြေအနေမှာမဲယုံပြင်ဆင်တယ်ဆိုတာကအထက်လူကြီးအကြိုက် reporting လုပ်နေတာအသက်သက်ပဲဖြစ်ပါတယ်ကက်တလန်ဖက်မှာဆိုရင်စစ်တပ်ကရိတ်ခါနဲ့အနှွေးထက်တွေကိုလေထီးနဲ့တော့ချပေးနေရပါတယ်လမ်းကြောင်းတွေပိတ်ထားလို့လေကြောင်းကနေပို့နေရတာကိုသူတို့ကထားပို့စွမ်းရည်မြင်မှားချင်းလို့ပဲပြောချင်တဲ့သဘောပါတကယ်တော့တဟာ wifi ပိတ်ဆို့ခံရရခြင်းရဲ့အသက်သက်တစ်ခုပါပဲချင်းကောက်ဝေးတပ်ဖွဲ့တွေအခြေအနေကအခုချိန်ထိကြက်ကြက်ခတ်နေတော့ပဲဖြစ်ပါတယ်မန္တလေးတိုက်ဖက်တစ်ချက်ကြည့်လိုက်ပါ တောင်တာမြင်းချံလမ်းပိုင်းတွေမှာစစ်ကြောင်းတွေလှောင်းနေပါတယ်။ဒါပေမဲ့ထူးခြားတာကစကိုင်းဖြစ်ပါတယ်။တန်းဆက်ကပ်ပလူဖက်မှာပူစောထီတွေအားကားအောင်ပို့ပြီးတော့ကြိုးစားလှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒါဟာကပ်ပလူကိုခြေကောက်ယူပြီးကောလင်းကိုပြန်ပြီးထိုက်ဖို့ကြိုးစားနေတဲ့သဘောဖြစ်ပါတယ်။သူတို့ရဲ့မဟာဗျူဟာကရှင်းပါတယ်။မန္တလေးနေပြီးတော့လမ်းကြောင်းလှုပ်ချိုးရေးအတွက်စကိုင်းတောင်ပိုင်းကိုမိခုတ်ရန်ကုန်ဖိမဲ့မူးမြေဝမ်းတကြောမှာတိုက်ပွဲတွေပို့ပြီးကျန်းလာပါလိမ့်မယ်။တက္ကသီကဘန်မောက်ကိုပြန်ရဖို့ကြိုးစားနေတယ်လို့ပဲကချင်ဘက်က ပမော်ကိုလည်းအမလို့ရအောင်အသက်တန်ဖတ်တွေ့ထားတဲ့သဘောတွေ့ရပါတယ်။ပမော်မျိုးတိုက်တိုက်ပွဲတစ်နှစ်ပြည့်သွားပါပြီ။မျိုးရ80ရာခိုင်နှုန်းကိုလက်လော့ခဲရပြီမဲ့လည်းစစ်ကောက်စီဟာလေကြောင်းပစ်ကူနဲ့တောက်ခံနေတဲ့သဘောတွေ့ရပါတယ်။ကိုစီရတော့တတ်တယ်လို့ပါပဲ။တကယ်အဖြစ်မှန်ကပမော်ဟာအခုချိန်မှာအသက်ငွေ့ငွေ့ပဲကြံတော့တဲ့မျိုးလိုမျိုးဝိုက်ပတ်ပိတ်ဆို့ထားတဲ့အခြေအနေဖြစ်နေပါပြီ။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးကမန္တလေးမြို့လယ်ကလူထုတိုက်ပွဲဒေါက်တာတေဇာဆန်းတို့ကိုနန်းလင်းတို့ စကိုင်းတပိတ်ခေါင်းဆောင်ကိုခန့်ဝေဖြိုးလို့ပူပေါင်းပြီးတော့ဈေးချုပ်အနီးမှာ flat strike လောက်သွားတာကထိရောက်ပါတယ်။ main outline မန္တလေးရောက်နေတဲ့အချိန်လုံချုံရည်တွေအထက်ထက်ချထားတဲ့ဂျာကနေပြီးအဲ့လိုလုံပြတ်သွားတာဟာစစ်ကောင်စီမျက်နှာကိုဖျက်ရိုက်လိုက်တာဖြစ်ပါတယ်။စစ်တပ်ကလှုပ်တယ်ဈေးတက်တွေကိုဖမ်းတယ်ဆိုင်းတွေကိုပိတ်တယ်။ဒါဟာသူတို့ကြောက်ရွံ့မှုကိုပြနေတာဖြစ်ပါတယ်။လက်နဲ့ကင်ထားတဲ့ကောင်တွေဟာလက်နဲ့မဲ့ပြည်သူကိုကြောက်နေရတဲ့အဖြစ်ပါတယ်။ ပြီးတော့စိတ်မပြေတင်တဲ့တန်တွေကြောက်ကနေခဏထွက်ပြီးတော့ကျွန်တော်တို့တွေရဲ့မီးဖို့ကြောင့်လည်းပတ်ဆံအိတ်ကိုထိခိုက်စေမဲ့မမြင်ရတဲ့လက်တွေကိုတစ်ချက်ကြည့်အောင်ပါပထမအဆိုသတိထားမှာကအမေရိကန်ကလာတဲ့တရင်ဆိုးပါပဲအမေရိကန်ရောက်နေတဲ့မြန်မာဒုက္ခသည်တွေနိုင်ငံရေးခိုးလုတဲ့သူတွေအတွက်အလုံးလုံးခွင့် EAD ကတက်တန်းကို9နှစ်ကနေ18လတစ်နှစ်ခွဲအထိရှော့ချလိုက်ပါတယ်ဒါဟာတာမန်ကတ်တက်တန်းရှော့တာမျိုးတော့မဟုတ်ပါဘူးမြန်မာပြည်ကနေထောက်ပံ့နေတဲ့တော်လိုင်းရံပုံတွေလမ်းကြောင်းကိုလည်းတွားပြီးတော့ထိရောက်တာပါပဲ အမေရိကန်ရောက်မြန်မာတွေကအဲ့ဒီကတ်နဲ့အလုတ်လုတ်ပတ်ဆက်စုပြီးပြည်တွင်းကတော်လာရေးအင်အားစုတွေ PDF တွေစစ်ပေးဆောင်တွေကိုထောက်ပံ့နေကြရတာဖြစ်ပါတယ်အခု Trump အစိုးရရဲ့အမူဝါဒအပြောင်းအလဲတွေကြောင့် CPS ယာယီနေထိုင်ခွင့်လည်းရပ်သွားပါပြီ Asylum တွေလည်းရပ်သွားပါပြီဒါဟာပြည်ပရောက်မြန်မာတွေအတွက်အသက်ရှူကျဆင်းရအခင်းချင်းတစ်ခုပါ USIRD လို့အဖွဲ့တွေကတရားစွဲဖို့ပြင်နေပေမဲ့နိုင်ငံရေးရည်စည်းကြောင်းကကျွန်တော်အမြင်တော့ကျွန်တော်တို့ဘက်မှာဒီပါကနေတိုက်ပြီးတော့မရှိပါဘူးအားကောင်းစရာအားကောင်းလာမယ့်အခြေအနေမတွေ့ရပါဘူး ဒါကိုသတိထားဖို့လိုပါတယ်။နောက်တစ်ခုကဒဝယ်ဖက်ကဒန်ငွေတိုက်ကိစ္စလေးတခုပြောချင်းပါတယ်။ကန်းလွန်မှာဒါကွေးဆိုင်အကြီးကြီးတွေ့ထားတဲ့ဆိုပြီးတော့သတင်းတွေမှာတောက်တက်တဲ့ကိုစင်ကိုလည်းရေးတယ်။ကျွန်တော်တို့လည်းကြားဖို့နားမှာရှိတယ်။ဆိုလိုချင်တာကဒါဟာကောင်းသတင်းလားဆိုသတင်းလား။လက်ရှိအနေထားမှာတော့ကျိန်စာတန်စာသားကျိန်စာလာမှာဖြစ်ဖို့များတဲ့အခြေအနေ။ဘာဖြစ်လို့လဲဆိုရင်ဒီစီမံကိန်းကိုတဖက်နိုင်ငံထိုင်းသို့မဟုတ်တရုတ်သမဟောရုရှားမျက်စိကြားနေမှာတော့တအားသိချပါတယ်စက်ကဖီက ပတ်စံလိုနေပါတယ်လက်နက်ဝက်ဖို့ဒေါ်လာလိုနေပါတယ်ဒီတော့ဒီတန်းငွေတိုက်ကိုထိုးကျွေးပြီးငွေရှာမဲ့အကွက်ကိုအထူးတတိထားဖို့လိုတယ်ဒါဟာရှိကိုရှိပါတယ်စီမံကိန်းစတာနဲ့အဲ့ဒီဒေတာမှာစည်ရေးတင်းမှမှုတွေလုံခြုံရေးယူတာတွေဖြစ်လာမှာပါပဲဒေတာခန့်တွေမြေစာပင်ဖြစ်လာအောင်မဲ့အခြေအနေပါတိုင်းပြည်ရဲ့တည်ရန်ဇာတာဟာစစ်ပွဲကိုမိထိုးပေးမဲ့လောင်းစာဖြစ်သွားနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့မကွေးတိုင်းပခုတ်ကူခလာခလာရ96မှာဖြစ်နေတဲ့ကိစ္စပါ နှုတ်ဆက်ပွဲတွေလုပ်နေတဲ့အကောက်အခုတ်တွေလုပ်နေတဲ့ဆိုပေမဲ့အပြန်ပူကြီးကိုစင်ကိုပြောတဲ့အသွင်တင်အရာတိုက်ရင်မှုတွေအရာရှိတွေထွက်ချင်းနေကြပါပြီအနီကမပြပေမဲ့အဝါကပြပြီးထွက်ဖို့ကြိုးစားနေတဲ့ကောင်တွေများလာပြီလို့သိရပါတယ်စစ်တပ်ရဲ့အတွင်းစီးဟာအကွဲနေပြီးတော့ပြိုပွဲစားပြုတ်နေပါပြီဒါပေမဲ့တတိထားမှာကသူတို့မပြုတ်ခင်မှာတိုင်းပြည်အကုန်ဆွဲချသွားပြီးတော့မပြိုအောင်ကြိုးစားမဲ့အန်ဒီရကိုအထူးတတိထားဖို့လိုပါတယ်ဒီလိုခြေနေကနေရှေ့ဆက်ပြီးဘာဖြစ်မလဲဆိုပြီးတော့ကျွန်တော်တို့တော့တက်ကြည့်ဖို့အရေးကြီးပါတယ် စီနရီယိုတော့ခုရှိပါတယ်နံပါတ်1ကတွေးစောတဲ့ရွေးကောက်ပွဲလမ်းကြောင်းနောက်မဲ့ဒီဇင်ဘာ28ကနေစပြီးတော့ရွေးကောက်ပွဲလုပ်ငန်းတွေစတင်မယ်ဆိုပြီးတော့သိရပါတယ်2026အထိရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆွဲပြီးသွားပါလိမ့်မယ်အဲ့ဒီကာလတွင်းမှာမန္တလေးရန်ကုန်နေပြီးတော့လမ်းကြောင်းတွေကိုသူတို့အသေးလက်လှုပ်ချုပ်ရေးရအောင်ယူပါလိမ့်မယ်မြို့ကြီးတွေမှာပောက်ကွဲမှုတွေဖမ်းဆီးမှုတွေတော့မှပုံများလာနိုင်ပါတယ်အထူးသဖြင့်ဒီဇင်ဘာ10ရက်နေ့လုံမဲ့အတန်တိတ်တပိတ်ကိုသူတို့ကြောက်ပါတယ် ဲ့ဒီနေမတခင်ရက်ွက်တွေထဲအစင်းစစ်တာမန္တလေးလိုပါလို့ဆိုရင်လူငယ်တွေကိုဖမ်းဆီးတာတွေဆက်တိုက်လှုပ်လာပါလိမ့်မယ်။ဒါဟာတတိပိခလုတ်တစ်ခုလည်းဖြစ်ပါတယ်။စီနရီယိုနှစ်ကတော့စစ်မှုထမ်းဒုတိယလိုင်းကိုအထူးတတိထားဖို့လိုပါတယ်။2026 AB လလောက်မှာစစ်မှုထမ်းဥပဒေအရစုဆောင်ထားတဲ့လူငယ်တွေတက်တဲ့အလုံးရင်ရောက်လာတော့မယ့်အခြေအနေဖြစ်ပါတယ်။ DSA စင်ပွဲမှာလူ150လောက်ပဲကျန်တော့တဲ့အခြေအနေမှာစစ်တပ်ကအောက်ခြေစစ်သားလူအချက်ကိုအဲ့ဒီအတင်းတမစုဆောင်ထားတဲ့လူငယ်တွေနဲ့ဖြည့်ပါလိမ့်မယ်။ ဒါဟာတော်လာရေးအင်အားစုတွေအတွက်စိတ်ကောမှုအစ်စ်ဖြစ်ပါတယ်။ကိုရညီကိုတွေကိုမိတ်ဆွေတွေနဲ့အချင်းချင်းပြန်တိုက်ရမယ့်အခြေအနေမျိုးမဖြစ်အောင်ဘယ်လိုစည်းရုံးမလဲဘယ်လိုကဲထုတ်မလဲအခုကတည်းကပြင်ဆင်ထားဖို့လိုပါတယ်။စီနရီယိုတော့ကတော့တတမန်ရေးရပြုတ်လက်မှုပါမြန်မာနိုင်ငံအခြေအနေရဒိမတ်ထွက်သွားတာဟာအဆပဲရှိပါသေးတယ်။နောက်ထပ်ဥရောပနိုင်ငံတွေအာရှနိုင်ငံအချို့ပါ ထပ်ပြီးထွက်သွားနိုင်ပါတယ်။ ဒါကစစ်ကောက်စီကိုပို့ပြီးတရုတ်ရင်ခွင်နဲ့အရောက်ပို့လိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။တရုတ်ကလည်းမြန်မာပြည်ကိုသူ့ရဲ့ရုပ်သေးရုပ်အဖြစ်အပြည့်အဝပြောင်းလဲပြစ်ဖို့ကြိုးစားလာပါလိမ့်မယ်။ဒါဟာချောင်လွဲလို့မရတဲ့အခြေအနေတစ်ခုလို့ဖြစ်လာမှာပါ။နီကိုချုပ်အနေနဲ့ကျွန်တော်ပြောချင်တာတစ်ခုကတော့ဒီကနေ့တင်းမြင့်ခွင်ကိုကြည့်မယ်ဆိုရင်အဓိကနီဆက် point ကတရားဝင်မှု legitimacy ဆိုတဲ့အချက်ကအဓိကအချက်ပဲစစ်ကောက်စီကနိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ရွေးကောက်ပွဲဆိုတဲ့ကတ်ကိုကိုက်ကစားနေပါလေ။ ဲ့ဒါကိုဒိမ့်မတ်လို့နိုင်ငံတွေကငါတို့မယုံဘူးဆိုပြီးထွက်သွားကြတာဖြစ်ပါတယ်။တရုတ်ကတော့မင်းတို့ယုံချင်ယုံမယုံချင်နေငါတို့ဂရုမစိုက်ဘူး။လောက်တာလောက်ဆိုပြီးမြောက်ပေးနေပါတယ်။ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့အရေးကြီးဆုံးဟာလိုက်ပြီးမယောင်မိဖို့လိုပါတယ်။သူတို့ရွေးကောက်ပွဲကထွက်ပေါက်မဟုတ်ပါဘူး။ထောင်ချောက်တက်တက်ပါပဲ။မန္တလေးလူစုလှုပ်ရှားမှုကပြလိုက်တဲ့အချက်လက်ကိုယူဖို့လိုပါတယ်။ဒါဟာတိမ်နှက်ကင်ထားပေမဲ့ပြည်သူလူထုရဲ့သူ့စည်းညီညွတ်မှုကိုကြောက်ပါတယ်။ စစ်တပ်တရားရဲ့လက်သုံးချောင်းထောင်းတော့ကိုတော့ကြောက်ပြီးဖမ်းတဲ့စစ်တပ်ဟာဘယ်တော့မှစစ်မှန်တဲ့အစိုးရမဖြစ်လာနိုင်ပါဘူးအမေရိကန်မူဝါဒပြောင်းချင်ပြောင်းပါလိမ့်မယ်ဥရောပကတန်ရုပ်ပိတ်ချင်ပိတ်မှာပဲဒါပေမဲ့ဒီမီဒီအေဒီအိဒီနိုင်ငံကိုကောက်ွယ်ရမှာကကျွန်တော်တို့ကိုယ်တိုင်ပါပဲနိုင်ငံတကာကလည်းမျှော်လင့်လို့မရပါဘူးမျှော်နေမဲ့အစားကိုချင်းချင်းဖိမကူညီပြီးကိုအောက်ကိုကိုပြီးရှေ့ဆက်ဖို့လိုတာကိုအထူးပဲတင်ပြချင်ပါတယ်